။ဥကာတေးက United အတွက်အားကိုးရမယ့်ကစားမအဖြစ်ဆက်လက်တိုးတက်လာအောင်မယ်လို့ပြောလာခဲ့တဲ့ Amorim ။ပရိသတ်များအားလုံးမိန့်လာပါများ Manchester Forward ဆောင်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်။ဘယ်ယိုနည်းပြ Amorim ကမန်နီယဥကာတေးဟာအသင်းရဲ့နေ့စနစ်မှာတကယ်အဝင်ခွင့်ချဖြစ်ပြီးဆက်ပြီးတိုးတက်ဖို့ရှိပါရင်။ကျွန်တော်တို့မန်နီယဥကာတေးပေါ်ကြီးမားတဲ့ဒုံကြီးချက်တွေကြီးကြီးမားမားရှိနေပါရင်သူ့ကို Manchester United အခမ်းကဏ္ဍမှာဆက်လက်ကြီးထွားလာပြီးထိတ်တဲကစားမဖြစ်လာမယ်လို့ထင်ပါရင်။ဒါမှသူ့ဘောကျွန်တော်မြင်မိရဲ့အမြင်ပါပဲလို့မှတ်ချက်ပေးပြောကြားလာခဲ့ပါရင်။ တကယ်ရောအပေါ်ရင်ပြောသလိုဥကာတေးကိုမျှော်လင့်လို့ရနိုင်မလားဒါကိုဒီနေ့ဗီဒီယိုလေးမှာနည်းနည်းတော့သုံးသပ်ပေးသွားချင်ပါတယ်ဥကာတေးဟာ2024ခုနှစ်နွေရာသီပြောင်းရွှေ့မှာ PSG ကနေမန်ယူကိုပြောင်းရွှေ့လာခဲ့ပြီးကနဦးပြောင်းရွှေ့ခြင်းပေါင်52တန်းအပေါ်စုကြီးတွေပိုင်းတော့ဥကာတေးရဲ့ပြောင်းရွှေ့ခြင်းကပေါင်90.5တန်းထိရှိနေပါတယ်ဥကာတေးဟာကွင်းလယ်ခံစားအဖြစ်ဘောလုံးပြောင်းလဲလို့ယူမှုနဲ့ဖျက်ယူမှုတွေမှာအထူးကျွန်သူပါ2025ခုနှစ်ဇန်နဝါရီလမှာလီဗာပူးနဲ့ပရီးမီးယားလိဂ်ပွဲအာဆင်နယ်နဲ့ FA Cup တွေမှာသူရဲ့ Mephi Battering Grandson နဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ် ။ဟိုကတိဟာလီဥက္ကမကစားခဲ့စဉ်2023 24ရာသီမှာ PSG အတွက်သူဟာတဝဲပြင်းပြဘောလုံးပြန်လို့ယူမှု6.4ချိန်နဲ့ဖြန့်လို့ယူမှုတဝဲပြင်းပြ3.9ချိန်ထိပြုတ်လုံနိုင်ခဲ့ပြီးထိတန်းစစ်မှာရည်တည်ခဲ့ပါတယ်။တရချက်ကမန်ယူကွင်းနယ်မှာအားနည်းချက်ဖြစ်နေတဲ့ပြန်ပြန်အသင်းတွေကိုထိန်းချုပ်နိုင်မှုကိုအတိုင်းအတာတစ်ခုထိဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။အမေရိကစပိုရင်းလစ်ပွန်နေပြပွားရုံးကဥကာတေးကို2021-2023ခုနှစ်ကာလအတွင်းနေပြခဲ့ပူသူပါအမေရိကရဲ့၃လနှစ်တိဖွဲ့စည်းပွဲမှာဥကာတေးဟာကွင်းလယ်မှာကန်ဆယ်ပိုင်းကိုထိန်းချုပ်ပေးတဲ့ဒီကကစားမဖြစ်ထူးချွန်စွာကစားပြနိုင်ခဲ့ပါတယ် ေကစားကမှသူအဘောလုံးပြန်လို့ယူမှုဖိအားပေးကစားမှုဗနေယာယူမှုပိုင်းဒီမှာအားကောင်းခဲ့ပြီးမန်ယူအသင်းထံအမော်ရီရောက်ရှိလာပြီးနောက်ပိုင်းမှာလည်းဒီစွမ်းရည်ကိုဆက်လက်ပြသနိုင်ခဲ့ပါတယ်။အမော်ရီကဥကန်ဒီယာဆက်လက်တိုးတက်ဖို့ရှိတယ်လို့ပြောခဲ့သလိုသူရဲ့အသား23နှစ်တာရှိသေးတာကရေရှည်တိုးတက်မှုအတွက်အခွင့်အရေးများစွာရှိတယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။အထူးသဖြင့်အမော်ရီရဲ့နေစနစ်နဲ့ယင်းနှီးမှုကြောင့်ဥကန်ဒီယာမန်ယူကွင်းလယ်မှာအခက်အခဲမရှိကစားနိုင်ခဲ့ပါတယ်။သူရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ဘောလုံးပြန်ဝင်မှုမှာဖန်တီးမှုအနေပါတာကိုအမော်ရီကလက်အောက်မှာတိုးတက်လာနိုင်အောင်ဆက်လက်ကြိုးစားရအောင်ဖြစ်ပါတယ်။ ဘူဂါရီအာမိုင်းကွင်းနယ်မှာအားနည်းချက်ဖြစ်နေတဲ့ပြိုင်မဲ့အသင်းတွေကိုထိန်းချုပ်နိုင်မှုကိုဖြေရှင်းပေးနိုင်သူပါ2023 24ရာသီတိမှာ United ဟာပြိုင်မဲ့အသင်းတွေရဲ့ final သက်စီကိုတိုက်စစ်ကူးပြောင်းမှု6-0ချိန်နဲ့အဆိုးဆုံးအဆင့်ရှိနေခဲ့ပေမဲ့ဘူဂါရီရဲ့ဘောလုံးပြန်လည်လွတ်ယူမှုနဲ့ဖျက်လွှဲမှုတွေကဒီအားနည်းချက်ကိုရှော့ချပေးနိုင်ခဲ့ပါရင်အမော်ရီရဲ့နေ့စဉ်မှာဥကာတီဟာမိုင်ယူကွင်းနယ်ကိုဆက်လက်ပြီးတော့ပိုမိုခိုင်မာစေနိုင်မယ့်သဘောမှရှိပါရင်အမော်ရီကဥကာတီဟာထိတဲ့ကစားမဖြစ်လာမယ်လို့ပြောခဲ့တယ်လို့ဥကာတီရဲ့လက်ရှိအသက်အရွယ်နဲ့အတွေ့အကြုံကသူ့ကိုရေရှည်မှာကမ္ဘာအဆင့်ခန်းဆင့်ကွင်းလယ်ကစားမဖြစ်လာနိုင်ဖို့အခြေအနေကောင်းနေစေပါရင် သူ့ရဲ့စမ်းဆောင်ရေးကိုနှိုင်းရှင်ကြည့်ရင်ကက်စမဲတို့ရဲ့အကောင်းဆုံးကာလအနေနဲ့တူညီတဲ့ခန်းစစ်ပိုင်းဆိုင်ရာပြင်ထန်မှုနဲ့နေရာယူမှုကိုပြသနိုင်ခဲ့ပါတယ်။သူ့ရဲ့အားနည်းချက်တစ်ခုကဘောလုံးဖြည့်ဝေမှုဖန်နှီးမှုနည်းပါတာပါ။ဒါပေမဲ့အမော်ရင်ရဲ့နေပြမှုအောင်သူကဘောလုံးပေးဖို့မှုနဲ့တိုင်းစစ်ပိုင်းစီပံ့ပိုးမှုတွေမှာတိုးတက်လာနိုင်မှုအလားအလာရှိပါတယ်။2025ခုနှစ်မှာကစားခဲ့တဲ့ဗီနီဇွဲလာနဲ့ကမ္ဘာပလားခြေစစ်ပွဲမှာသူ့ရဲ့ဘောလုံးပေးဖို့မှု63ရာခိုင်နှုန်းထိကျမှုနဲ့အဝေးဘောပေးဖို့မှု9ချိန်မှာအားချိန်အောင်မြင်မှုကဒီအချက်ကိုတက်တည်ပြနေပါတယ်။နောက်ပြီးဥကာတီဟာမန်ရောအတင်းနဲ့အတူအောင်မြင်မှုတွေရဖို့အတွက်တိုက်ပွဲဝင်သွားခြင်းနေရာကိုတွေ့ရပါတယ်။ ဘူဂတ်တီရဲ့လူမှုကွန်ရက်မှာတိုင်ပွဲဝင်ရမယ်ဆိုတဲ့မက်ဆေ့ဟာမိုင်းပရိသတ်တွေဒေါ်လာနေတဲ့စိတ်သက်ကိုပြသနေပါတယ်။မိုင်းကယခုနှစ်ဘောလုံးရာသီတွေမှာစိတ်သက်ပိုင်းဆိုင်ရာအားနည်းချက်တွေနဲ့ဝေဖန်ခံခဲ့ရပေမဲ့ဘူဂတ်တီရဲ့ပြင်းထန်တဲ့ကစားဟန်နဲ့အသင်းအတွက်အပြေးဝပေးဆံမှုကဒီပဒနာကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အချုပ်ပြောရင်ဘူဂတ်တီဟာအမော်ရီရဲ့နီးစနစ်မှာအဝင်ခွင့်ချဖြစ်ပြီးသူ့ရဲ့ခန်းစစ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ကွင်းလေကိုထိန်းချုပ်နိုင်မှုကိုတတ်သိပြခဲ့ပါတယ်။ ။အာမော်ဒီနဲ့စပွဲတွေမှာအတူလက်တွဲခဲ့မှုတွေတွေ့ကြုံအသက်23နှစ်သာရှိသေးတဲ့လူငယ်စွမ်းရည်လီဗာပူးအာဆင်နယ်တို့နဲ့ကစားခဲ့တဲ့2025နှစ်စံပိုက်ကပွဲတွေကပြသခဲ့တဲ့စွမ်းဆောင်တွေကဥကာတီအားရင်းရှိမှမန်ယူအသင်းရဲ့ကွင်းလယ်မှာအဓိကကစားမှာဖြစ်လာနိုင်ကြောင်းသက်သေပြနေပါတယ်။ဒါကြောင့်ဥကာတီကိုအာမော်ဒီပြောခဲ့သလိုမန်ယူအနေနဲ့အများကြီးမျှော်လင့်ထားလို့ရတယ်လို့ပဲဆိုလိုက်ပါချင်း။ပြည်ထောင်စုအနေနဲ့ကရောဥကာတီရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ဘလို့များမြင်မိကြပါသလဲအားရကျေနပ်မှုရှိကြပါရဲ့လားပြောပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ